ားမမင်္ဂလာပါဗျ The Rush ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာအဲကျွန်တော်တို့ Liverpool အသင်းတွေကတော့လက်ရှိ PSG အသင်းကိုရှုံးနိမ့်ပြီးတော့ဒီနေ့ရာသီ Champions League ပြိုင်ပွဲကို16သင်းအဆင့်ကနေပြီးတော့နှုတ်ဆက်ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်အဒီပြိုင်ပွဲမှာဆိုရင်တော့ကျွန်တော်တို့ပြောစရာတွေအများကြီးရှိခဲ့တယ်ပေါ့နော်အဓိကကတော့ကျွန်တော်တို့ FSG ရဲ့လိုအပ်ချက်ကျွန်တော်တို့အသင်းရဲ့တာဝန်ရှိတဲ့သူတွေရဲ့လိုအပ်ချက်ကိုရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့တာဖြစ်ပါတယ်ခင်ဗျာ Okay, wa? ဲ့တော့ကျွန်တော်တို့လိုပါဘူးအသင်းတွေကတော့ PSG အသင်းကိုကျွန်တော်တို့အင်္ဂလန် MP မှာကျွန်တော်တို့တကူကုန်ရှိနေရှုံးနေပထမအကြော့ရာလတ်နဲ့ကျွန်တော်တို့ပေါင်းပြီးတော့တစ်ဖက်တကူစီတီရာလတ်ထွက်ပေါ်ပြီးတော့ကျွန်တော်တို့ပင်လယ်ဒီအဆုံးဖြတ်ကန်ရတယ်ပင်လယ်ဒီအဆုံးဖြတ်မှာဆိုလို့ရှိရင် PSG ရဲ့ကသမားတွေရဲ့လေးလုံးထိဝင်ခဲ့ပြီမဲ့ကျွန်တော်တို့အသင်းကမိုဟာမက်ဆာလာတစ်လုံးနဲ့ပဲဝင်ခဲ့တယ်ကာတီဂျုံကလွဲတယ်ဒါဝန်နူးညက်ကလွဲချုပ်ခဲ့ပြီးတော့ကျွန်တော်တို့ပြိုင်ပွဲကနေပြီးတော့နှုတ်ဆက်ထွက်ခွာခဲ့ရတာဖြစ်ပါတယ်ဗျာနောက်ပွဲလုံးကိုပြန်ပြီးတော့ခြုံကြည့်မယ်ဆိုရင်တော့လေပါဘူးအသင်းက PSG အသင်းကိုအဘက်ဘက်ကနေရှင်ကစားနိုင်ဖို့တော်တော်လေးခိုင်းရင်းခဲ့တာဖြစ်ပါတယ်အဲဒါက ဟိုတနည်းအားဖြင့်ကျွန်တော်ပြန်ပြီးပြောမယ်ဆိုရင်တော့အာနီစလောရဲ့ပွဲချင်းကပ်မှုပလန်ကိုလည်းကျွန်တော်နည်းနည်းလေးတော့အဖြစ်ပြောစီရလေးတော့ရှိခဲ့တယ်ပေါ့နော်အဲဒါကကောင်းတဲ့ပွဲတွေမှာချီကျူးတယ်မကောင်းတဲ့ပွဲတွေကျမှနီးပြအောင်မင်းတို့အပြစ်တင်နေရလားလို့ပြောရင်လည်းခံရမှာပဲအမှန်တမ်းပြောမယ်ဆိုရင်ကျွန်တော်တို့ဒီပွဲစဉ်ကိုကျွန်တော်တို့အနေနဲ့ကဒါပွဲကျူမှာလည်းကျွန်တော်တို့ပြောခဲ့တယ်ပေါ့နော်ဖိုတူဖိုရှိတ်နဲ့ကျွန်တော်တို့မန်စီးတီးကိုချင်းကပ်တဲ့ပုံစံမျိုးအတိုင်းပြန်ပြီးတော့ချင်းကပ်ခဲ့တဲ့နေဒါနီးပြကကျွန်တော်တို့ထပ်နားလဲပါတယ်ထားပါတော့ဒါပေမဲ့လို့ တဖက်ကပြန်တွေးကြည့်မယ်ဆိုလို့ရှိရင်တော့ဒီပြင်သစ်မီဒီယာတွေထပ်ပြီးတော့ကျွန်တော်တို့ PSG အသင်းရဲ့ကစားသမားတွေ PSG အသင်းရဲ့နီးပြဒီကစားသမားတွေရဲ့စိတ်လုံးဆော်မှုတွေကိုစိတ်လုံးဆော်မှုတွေရဲ့အောက်မှာ Arne Slot အနေနဲ့ထောင်ချောက်သေးကိုကြာဆင်းခဲ့တယ်လို့ကျွန်တော်အနေနဲ့မြင်ခဲ့မိတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့အဝေးကွန်းမှာ Z1 နဲ့အနိုင်ရရှိခဲ့တယ်။အဝေးကွန်းမှာတော့မှဂိုးမပေးခဲ့ရဘူးပေါ့နော်။ကျွန်တော်တို့ပြန်ပြီးတော့အိမ်ကွန်းမှာလည်းသူတင်ကိုတင်ကစားတယ်ဆိုတာကမှန်ပါတယ်။ဆုံးမချက်အရာမှားတယ်လို့တော့ပြောလို့မရဘူးပေါ့နော်။ဒါပေမဲ့လို့အကောင်းဆုံး control လုပ်ပြီးတော့ကစားသင့်တယ်။ကွန်းလေချင်း င်ကစားဖို့ခက်ခဲနေတဲ့အနေအထားကျွန်တော်တို့ကွန်းလေကပင်ပန်းနေတဲ့အနေအထားပြောမယ်ဆိုရင် PSG ကပြီးခဲ့တဲ့ပွဲစဉ်မှာသူတို့အသင်းရဲ့အဓိကကစားသမားတွေအကုန်လုံးကိုအနာပေးခဲ့တာလီဗာပူးအသင်းကကြတော့ပြီးခဲ့တဲ့ဆော့သတန်နဲ့ပွဲစဉ်မှာလည်းမထင်မှတ်ဖဲနဲ့တကူပြီးခဲ့ရပြီးတော့ကြတော့တောက်လျှောက်အဓိကကစားသမားကြီးနဲ့အသုံးပြုပြီးတော့ကစားခဲ့ရတဲ့အနေအထားမှာကျွန်တော်တို့အသင်းရဲ့ကစားသမားတွေပွဲပန်းနေတာတော်တော်လေးမြင်သာခဲ့တယ်အဲ့ဒီအချက်ကို Arne Slot အနေနဲ့ကကွန်းလေမှာကစားသမား၄ယောက်ပေါ့နော်ကာတက်ဂျောင်းရဲ့ဆူဘူရဲ့မာကာရဲ့ဂရာဗီရဲ့ကိုထည့်သွင်းပြီးတော့ကစားမယ်လို့ကျွန်တော်အနေနဲ့မျှော်လင့်ခဲ့တာဖြစ်ပါတယ်ဒါပေမဲ့လို့အဲ့ဒီလိုတော့ဖြစ်မလာခဲ့ဘူး Arne Slot Pro အနေနဲ့က PSG ကိုမင်းပါလဲငါပါလဲပြီးဆိုပြီးတော့ရှင်းမေးကစားဖို့ဆုံးဖြတ်ခဲ့တယ်အဲဆုံးဖြတ်ခဲ့တဲ့အနေထားလည်းတော်တော်လေးမှန်ကန်ခဲ့ပါတယ်မှားတဲ့လူတော့ပြောလို့မရဘူးဒါပေမဲ့ကျွန်တော်တို့သီးရဲ့ကစားသမားတွေပွဲပန်းနေတဲ့အနေထားဆက်ပြီးတော့တိုက်စစ်ပိုင်းက Mo Salah, Luis Diaz, Diego Jota အဲ့ဒီကစားသမားတွေအကုန်လုံးခြေစွမ်းမပြနိုင်တဲ့အနေအထားပုံမှန်ခြေစွမ်းအောက်ရောက်နေတဲ့အနေအထားမှာလက်ပါဝူသင်းကတိုက်ပတ်ခဲ့တာဖြစ်ပါတယ်။ဒါပြီးလိုက်ရတဲ့ဂိုတကိုဆိုတာကလည်းကျွန်တော်တို့ဒီအဗရာဟီမာကွနာတီနဲ့ဂိုသမားအလက်ဆန်ဘတ်ကာရဲ့နားလည်မှုလွဲတဲ့အနေအထားကနေပြီးတော့ကျွန်တော်တို့ဂိုးပြီးလိုက်ရတဲ့အနေအထားအဲ့ဒီဂိုတကိုကမထင်မှတ်ဖ ೇನೆ ဒီပွဲစဉ်အပေါ်မှာရောနောက်လာမဲ့လက်ပါဝူသင်းရဲ့ပွဲစဉ်တွေအပေါ်မှာရောအကုန်လုံးကိုတက်ရောက်မှုအရန်ကိုကြီးမားသွားစေခဲ့တာဖြစ်ပါတယ်ဗျ။ဟုတ်ကဲ့ပါ။အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ရှုံးခဲ့တာကတော့ရှုံးပြီးသွားခဲ့ပြီပေါ့နော်။ထားလိုက်ပါတော့။အဲ့တော့လက်ရှိနေထားမှာကျွန်တော်တို့ဒီပွဲစဉ်မှာပဲလက္ခဏာ ားအာလုံးဒဏ်ရာပဒနာကြုံတွေ့ခဲ့ရတယ်အပရိုင်မှာကုနာတိဒဏ်ရာပဒနာကြုံတွေ့ခဲ့ရတာဖြစ်တယ်အဲ့တော့လဇနာအာလုံးအနေနဲ့ကတော့ကျွန်တော်တို့လာမယ့်အဒီတနင်္ဂနွေနေ့လာမယ့်တနင်္ဂနွေနေ့မှာကစားမယ်လာမယ့် weekend မှာကစားမယ်ကျွန်တော်တို့ဒီကရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်ကိုလွဲချော်သွားမှာဖြစ်တယ်ဆိုပြီးတော့နီးပြားကြီးအာနီစလော့ကပြောကြားခဲ့တာဖြစ်ပါတယ်ကုနာတိအနေနဲ့ကတော့ပင်မမှုလီပဲခံစားခဲ့ရတာဖြစ်တယ်အဲပါလိုင်းပါနိုင်မလားဆိုတာတော့စောင့်ကြည့်ရမယ့်အနေအထားတစ်ခုမှာပဲရှိသေးတယ်ဆိုပြီးပြောခဲ့တာဆိုတော့ဒါကပြောရမယ်ဆိုရင်တပါဘူးသင်းတော့တော်တော်လေးထိုးနှက်မှုကြီးမားခဲ့တဲ့အနေအထားတစ်ခု ဖြစ်ပါတယ်

့ဒီပွဲစဉ်မှာကျွန်တော်တို့လီဗာပူးအသင်းကအဘက်ဘက်ကနေဆုံးရှုံးခဲ့တယ်လို့ပြောလို့ရတယ်ကစားသမားတွေရဲ့စိတ်တဲ့ပိုင်းဆိုင်ရာတွေကျွန်တော်တို့ fan တွေရဲ့စိတ်တဲ့ပိုင်းဆိုင်ရာတွေကိုပါတော်တော်လေးရိုက်ခိုက်မှုရှိသွားစေတယ်ပွဲတစ်ပွဲဖြစ်သွားခဲ့တယ်ပေါ့နော်နောက်ဆုံးကျွန်တော်တို့ဒါဝင်နူးညက်အသူအနည်းနဲ့ပြန်တက်လာလိုက်ပုံမှန်ခြေစွမ်းပြန်ရောက်လိုက်ပုံမှန်ခြေစွမ်းအောက်ပြန်ရောက်လိုက်ဖြစ်နေတဲ့အနေအထားမှာဒီနေ့ပင်လေဒီကိုမဝင်ခဲ့တာကသူ့အနည်းနဲ့တော်တော်လေးဖိအားအောက်ကိုရောက်သွားစေမယ့်အနေအထားဆက်ပြီးတော့ကွန်းလယ်ပိုင်းမှာလည်းအမှန်တကယ်အားကိုးနေရတဲ့ကွန်းလယ်ကစားသမားကတ်တချုံအနည်းနဲ့ကလည်းပင်လေဒီကိုဝင်နေခြင်းမရှိဘူးပေါ့နော်အဲ့ဒီကစားသမားတွေကလည်းတော်တော်လေးကိုစိတ်သက်ပိုင်း ိုင်ဆိုင်ရာအောက်ကိုကျသွားမယ့်အနေအထားတစ်ခုကိုကျွန်တော်တို့မြင်တွေ့ရတယ်ဒါပေမဲ့လို့ အသင်းကောင်းဆောင်ဘာဂီပန်နိုင်လက်ရှိကျွန်တော်တို့အသင်းရဲ့နီးပြားကြီးအာလီစလော့အနေနဲ့ကတော့ဒီကစားသမားတွေကိုအကောင်းဆုံးခေါင်းပေါ်ထားဖို့အဲဒီပွဲစဉ်ကိုအများဆုံးမေးပျောက်ပြီးတော့လာမယ့်အဲကျွန်တော်တို့ဒီကလပ်ဘောင်ဖလားဖိုင်နယ်ပွဲစဉ်အတွက်အကောင်းဆုံးတုံ့ပြန်မှုတစ်ခုနဲ့ပြန်လာနိုင်ဖို့ရအတွက်ကြိုးစားထားကြဖို့တော့ပွဲပြီးမှာတော့မှာကြောင်းနေကြတဲ့အနေအထားလေးကိုတော့မြင်တွေ့ရတယ်။ဒါပေမဲ့လို့သိကြပါတယ်ဒီပွဲစဉ်ကကျွန်တော်တို့အတွက်မလိုလားအပ်တဲ့ဆိုင်ယာဖက်တွေအများကြီးအများကြီးကိုရှိခဲ့တာမှန်တယ်။ခုနကကျွန်တော်ပြောသလိုပဲပွဲကစားချိန်17မိနစ်မှာပဲဥစမနာဒမ်ဘီလီရဲ့သွင်းကိုတကူအဲဒီသွင်းကိုကအမှန်တမ်းပြောမယ်ဆိုရင်ပေးရစရာအကြောင်းရင်းမရှိဘူးပေါ့ ါ့နော်ဒါမီဒီ first ball လက်ခံပြီဆိုကလေးရလေကျွန်တော်တို့အသင်းက မကင်ယူထားမဲ့ကစားသမားရှိရမှာဒါပေမဲ့အဲ့ဒီ central ကကြောလုံးမှာကျွန်တော်တို့သင်ရဲ့ကစားသမားရှိမနေခဲ့ဘူးဘာကူလာကိုပြီးတယ်လူကျွန်တယ်လို့တန်တရားရှိပေမဲ့လို့အဲလူမကျွန်နေခဲ့ဘူးလို့ပဲဆုံးဖြတ်ခဲ့တယ်ပေါ့နော်အဲ့ဒီနေ့ထားမှာဒီပြန်ပြီးတော့ area ပေါက်ထဲကိုချိုးပေးတယ်ကုနာတီရဲ့စိုးရင်ဒီကြီးဖြတ်ထုတ်မှု Alison Becker နဲ့နားလည်မှုလွဲသွားတဲ့အနေထားကနေပြီးတော့ပဲကျွန်တော်တို့ဒမ်ဘီလီယာကိုသွင်းယူသွားခဲ့တာဖြစ်တယ်အချစ်ကျွန်တော်တို့ Champions League ထွက်ခွာခဲ့ရတယ်ဘာမှမဖြစ်ဘူးကျွန်တော်တို့အစော်ကြီးကလေးကကျွန်တော်တို့လစ်ပါဘူး fan တွေရဲ့မျှော်လင့်ချက်ကဒီယာဒီမှာနီးပြည်အာနီစလွန်နဲ့အတူတူကျွန်တော်တို့ Premier League ားကိုတော့ကျွန်တော်တို့မျှော်လင့်ခဲ့ခြင်းမရှိဘူးချန်ပီယံလိမှာလည်းအနေထားတစ်ခုကိုရောက်မယ်ပြည်တွင်းဖလားလိကံကောင်းရင်တစ်လုံးလောက်ရမယ်အဲပရီးမီးယားလိစူပါလားဆိုတာကကျွန်တော်တို့ချန်ပီယံလိဝင်ဝင်ရရင်တော်ပြီဆိုပြီးမှတ်ယူခဲ့ကြတဲ့အနေထားမှာအခုလက်ရှိပရီးမီးယားလိစူပါလားဒီလက်ကမ်းလို့တော့ရောက်နေခဲ့ပြီဒါပေမဲ့လက်ကျန်ကိုးပွဲကျန်နေကိုးပွဲကျန်နေလက်ရှိမှာကျွန်တော်တို့ဒဏ်ရာရကသမားလိအများများလာပြီ ဟဲ့ထရန်လဇနာအာနုဘာမှမသိရသေးဘူးကိုနာတီဘာမှမသိရသေးရဲ့အနေအထားဆက်ပြီးတော့ကျွန်တော်တို့ထိုင်လာမော်ဒန်ပြီးကြရဲ့ကျွန်တော်တို့ဂျိုးကူမတ်ယာဒီကုံလောက်ထိအားယူရမယ့်အနေအထားနဲ့ခေါနာဘရက်လီဒီလည်းဒီလားကုံဝင်းကျင်လောက်မှပြန်လာနိုင်ပွဲရှိနေတဲ့အနေအထားတွေကကျွန်တော်တို့အသင်းမှာအမှန်တကယ်နောက်တန်းမှာဆိုရင်စုပြုံပြီးတော့ဒဏ်ရာပြဿနာတွေကိုမြင်တွေ့နေရပြီလက်ရှိကျွန်တော်တို့ကွန်းလယ်မှာလည်းပွဲပန်းမှုပြဿနာတွေကိုမြင်တွေ့နေရပြီဒါကရှင်းရှင်းလင်းပြောရမယ်ဆိုရင်တော့ဒီပွဲစဉ်ရှေ့လာမယ့်ပွဲစဉ်တွေ ပြီးခဲ့တဲ့ပွဲစဉ်တွေအကုန်လုံးကိုပြန်ပြီးတော့ပြောရမယ်ဆိုရင်အာနီစလော့နဲ့လပဝူကစားသမားတွေကိုအပြစ်ပြောရမယ်အစားအဓိက FSG ဒါကမလူလားအသက်အနေထားမှာမလူလားအသက်လို့ပုံချရတော့မဟုတ်ဘူးတကယ်ကို FSG ကိုအပြစ်ပြောရမှာဖြစ်တယ်ပြီးခဲ့တဲ့ຫນွေရာဒီကနေ့ကလည်းအာနီစလော့ရောက်လာခဲ့တယ်လီဗာပူးအသင်းရဲ့လူငယ်ကစားသမားတွေအပါအဝင်တတော်တဏ္ဍာန်ကစားသမားတွေတော်တော်များများထွက်သွားကြတယ်ထွက်သွားကြတဲ့အနေထားမှာလည်းလူပြန်ဖြစ်တင်းငယ်ခြင်းမရှိဘူးလက်ရှိကျွန်တော်တို့ဖက်ဒရီကိုခီးစားကိုပြန်ပြီးတော့ဖြစ်တင်းတာဆိုတာကလည်းဘယ်လိုပဲဖြစ်ကျွန်တော်တို့အသင်းအတွက်အသုံးချအသုံးပြုလို့ရလားဆိုရင်လည်းအသုံးပြုလို့မရဘူးမမတက်ချ်ဗီဒီယိုခေါ်တယ်ဘာမှလုပ်လို့မရဘူးအကားပြန်ချခဲ့တယ်လက်ရှိပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းရွှေ့မှာလည်းကျွန်တော်တို့အသင်းမှာလူလို့ ်ပါတယ်လိုအပ်ပါတယ် international ကဒီ fan base တွေအကုန်လုံးဘလောက်ပဲဝိုင်းပြီးတော့တောင်းဆိုနေကြပါစေပြောနေကြပါစေ FSG နဲ့လက်ရှိကျွန်တော်တို့ Michael Arteta ကိုခေါင်းမာပြီးတော့ကျွန်တော်တို့ဆက်ပြီးတော့နေခဲ့တယ်ပေါ့နော်ခေါင်းမာပြီးတော့လူမခေါ်ဘဲနဲ့ဆက်ပြီးတော့သွားဖို့ဆုံးဖြတ်ခဲ့တယ်ဒီလူစင်းရဲ့အားနည်းမှုလက်ရှိဒီနာမှာကျွန်တော်တို့သင်းရဲ့လူဝင်အားအားနည်းမှုကဒီပွဲစဉ်မှာဆိုရင်ရှင်းရှင်းလင်းလင်းကိုထောက်ပြခဲ့တာကိုမြင်တွေ့ရတယ်လက်ရှိကျွန်တော်တို့ကိုနာတီနာသွားခဲ့ပြီးပြီးကြောက်ကျွန်တော်တို့ဒီအားလုံးနာသွားခဲ့ပြီးကျွန်တော်တို့သင်းရဲ့နောက်တန်းမှာအဲ့ဒီကစားသမားနှစ်ယောက်တာမပါနိုင်ဘူးဆိုရင်လာမယ့်ကရာဘောင်ဖလားဖိုင်နယ်ပွဲစဉ်မှာ ကနောက်တန်းမှာလူအင်အားပြည့်ပြည့်စုံစုံတောင်ရှိနေခဲ့ခြင်းမရှိဘူးဗျအဲတော့ဒီနေသားလေးကိုကျွန်တော်တို့အဲ FSG နဲ့ပေါ့နော်ပြောမယ်ဆိုရင်တော့တနည်းအားဖြင့်ပြောရမယ်ဆိုရင်တော့ချန်ပီယံလီးဂ်ထွက်ရတာကောင်းပါတယ်ကျွန်တော်တို့လက်ရှိမှာ90ရာခိုင်နှုန်းကျော်99ရာခိုင်နှုန်းလောက်သေးချာနေတဲ့ပရီးမီးယားလီးဂ်ကိုလုံးဝအာရုံစိုက်လို့ရသွားပြီသေချာပေါ့ကျွန်တော်တို့အတွက်ကပရီးမီးယားလီးဂ်နဲ့ကရာဘောင်ပဲကျွန်တော်တို့ကရာဘောင်ဆိုတာလည်းဖိုင်နယ်ပဲအဲ့ဒါပြီးပြီဆိုတာနဲ့ပရီးမီးယားလီးဂ်တပတ်ကိုတပွဲနှုန်းသတရာရာနဲ့ကျွန်တော်တို့တပတ်ကိုတပွဲနှုန်းအကောင်းဆုံးအာရုံစိုက်လို့ရသွားခဲ့ပြီဖြစ်တယ်လက်ကျန်9ပွဲကျန်နေ9ပွဲနိုင်ရင်ကျွန်တော်တို့ဖလားသေချာပေါ့ရမ ယ်အနေထားအဲ့ဒီအနေထားမှာကျွန်တော်လက်ကျန်၅ပွဲကိုဘယ်လိုနည်းနဲ့ဖြစ်ဖြစ်လင်မာဝူအသင်းနိုင်အောင်ကစားနိုင်ခဲ့မယ်ဆိုရင်လည်းလင်မာဝူဖန်တွေရက်ကဒီနေ့ရာသီမှာပျော်စရာအချီးမန်းတွေအကြည့်ပါပဲဘယ်လိုပဲပြောပြောပေါ့နော်ကျွန်တော်တို့ပရီးမီးယားချန်ပီယံလိကတော့ထွက်ခွာခဲ့ရတာမှန်နေ FA ဖလားထွက်ခွာထွက်ခွာခဲ့ရတာမှန်နေလက်ရှိကျွန်တော်တို့အာနီစလော့နဲ့လင်မာဝူအသင်းကိုဒီနေ့မှာဆောက်ရောက်လာတဲ့နီးပြ ဘာလူမမခေါ်ထားတဲ့အတင်းတင်းအဲ့ဒီအတင်းတင်းကိုကျွန်တော်တို့လစ်ပါဘူးဖန်ဒီအစကနေကဘာမှမျောလင်းခဲ့ခြင်းမရှိတဲ့အနေအထားမှာလက်ရှိမှာကျွန်တော်တို့ပရီးမီးယားလိတလုံးအနည်းဆက်ဆုံးအနေအထားတစ်ခုမှရှိနေတယ်ကရာဘောင်ကတ်တလုံးအနည်းဆက်ဆုံးအနေအထားတစ်ခုမှရှိနေကြတာကလစ်ပါဘူးအတင်းတော့တော်တော်လေးကိုချိန်နှက်ချင်စရာကောင်းပါတယ်အဲ့လက်ရှိကတော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကြတော့ ဒီ PSG ကိုရှုံးနေခဲ့တဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့နောက်ဆက်တွဲမှာတော့စိုးရိမ်စရာကိလေသာအများကြီးရှိခဲ့တာတော့အမှန်တရားပဲဖြစ်ပါလေဗျာအလုံးမဲ့ကျမ်းမာရေးလည်းကြီးစိုက်ကြပါအစသရေးရလည်းကြီးစိုက်ကြပါဗျာဘာပဲဖြစ်အာလီစလွန်နဲ့လီဗာပူသင်းဒီယာဒီမှာရှေ့ဆက်ပြီးတော့လက်ကျန်ပွဲစဉ်10ပွဲပေါ့နော်ကလာဘွန်ဖလား2ပွဲပရီးမီးယားလိဂ်2ပွဲမှာအကောင်းဆုံးလုပ်ပြနိုင်မယ်လို့မျှော်လင့်မိတာဖြစ်ပါလေဟုတ်ကဲ့ပါညီကိုတို့ရဲ့အမြင်လေးတွေရှိမယ်ဆိုရင်လည်းအကွာကွန်မန့်ပေါ့ထဲမှာဝင်ရောက်ပြီးတော့ဆွေးနွေးပြီးသွားကြပါဦးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျနောက်ဗီဒီယိုလေးမှာပြန်ပြီးတော့ဆုံတွေ့ကြတာပေါ့ဗျာ